Cancelo, Bernardo Silva, Foden! ကျော်ဘွန်ယူဘွားမန်ချက်စတာအမာဂန်ချာတိတ်လေးအဖြစ်ကနေကိုရင်တယောက်မန်ချက်စတာစီးတီးအသင်းရဲ့ခစ်ပေါ်ပြရုပ်ဖြစ်လာပါတယ်။ကေဗင်ဒီဘရိုင်းခစ်အလွန်မန်စီးတီးရဲ့ဖန်တီးမှုတွေးကြောကကိုရင်စီကနေစီးစင်းလာမလား။တစ်ဖက်မှာအင်္ဂလန်အသင်းရဲ့သူ့အပေါ်ထားတဲ့တာဝန်ကိုရောကိုဒန်သက်တည်ပြသွားနိုင်မလား။ ဒီဗီဒီယိုမှာ CMB ကဖုန်းနံပါတ်တွေလုတ်ပြနိုင်လဲဆိုတာဖြင့်ဖုန်းနံပါတ်တွေလုတ်ပြခဲ့လေနေအမြင်အတက်အကျတွေကိုတော့ထည့်သွင်းတင်ဆက်ပေးသွားပါမယ်။အခြားကိ CMB ကို YouTube မှာ subscribe မလုပ်ထားရင်လည်းလုပ်ထားနိုင်ပါတယ်။အားပေးတဲ့ CMB က set for Stockport and I think we're all very proud of him. ဖုန်းငယ်ပေါ်မှာတော့သူ့ကို Stockport Investor လို့အတွင်းပြီးအစင်းပြီးတော့ခေါ်ကြပါတယ်။နောက်ပိုင်းတော့ဒီနာမည်ကမှိန်သွားပြီးဖုန်းကသူ့နာမည်ကိုသူတိဆောက်လာနိုင်ခဲ့တာပါ။ 2023-24ရာသီကတော့တဦးချင်းအနေနဲ့ကစားသမားရဲ့တောက်ပါဆုံးရာသီလို့ဆိုရပါမယ်။ပရီးမီးယားလိမှာ35ဘွယ်ကစား16ဂိုးသွင်း19ဖန်တီးပေးနိုင်ခဲ့တယ်လို့ရာသီအကုန်မှာ PFA Player of the Year, Premier League Player of the Year, FWA Footballer of the Year Award တွေကိုကိန်းကြုံရယူသွားပါတယ်။ Manchester နဲ့9မိုင်ကျော်ဝေးတဲ့ Stopball မြို့လေးကဒေသခံကစားသမားဖြစ်တဲ့ Foden အနေနဲ့အခုလိုကမ္ဘာစင်နေတဲ့ထက်ကိုတက်လာတာကို Manchester အတိုင်းဝိုင်းကဘယ်လောက်ထိဂုဏ်ယူနေမလဲဆိုတာကိုတွေးကြည့်လို့ရပါတယ်။ 2024နှစ်25ရာသီကတော့မန်စီးတီးရဲ့အသင်းရဲ့ကြာဆင်းခြင်းနဲ့အတူကိုရန်ရဲ့သွင်းကိုပါဝင်ပတ်သက်မှုတွေပါတိတိထားတာယုံနေတွားပါတယ်ပရီးမီးယားလိမှာ28ပွဲကစား9ဂိုးအတွင်း2ဂိုးသာဖန်တီးပေးနိုင်ခဲ့တာပါပြန်ပွဲစုံ10ဂိုးအတွင်း3ဂိုးဖန်တီးပေးနိုင်ခဲ့ပေမဲ့6ရာသီမှာဂိုးပါဝင်ပတ်သက်မှု40ကျော်ပြုလုပ်ထားတဲ့ကစားသမားအတွက်နောက်ရာသီကကြာဆင်းမှုကတော့မလုံလောက်တဲ့အခြေအနေကိုရောက်ရှိသွားပါတယ် ဝဲရောင်းတဲ့ဖြစ်တဲ့ကစားသမားတယောက်အနေနဲ့တော့ Twingo ပေါင်ပတ်သက်မှုနည်းသွားသည့်တိုင်းကစားပုံကတော့ကောင်းနေသေးပါအပြင်ကစားဟန်မှာအကျိုးပြုနေသေးဆိုတာကိုတော့ပြင်တွေ့ခဲ့ရပါတယ်ဘက်ကွာဒီလာရဲ့လက်အောက်မှာဖိုးတဲ့နေရာဇုံဝင်ရောက်ကစားခွင့်ရပါတယ်ဘယ်ကျန်းတိုက်စစ်ညာကျန်းတိုက်စစ်နံပါတ်10 Force 9 Central Midfielder စသဖြင့်တိုက်စစ်နေရာဇုံကိုဝင်ရောက်ကစားနိုင်ကြရှိနေတာပါကိုသွင်းချေရှိတာကြောင့်လည်းပြန်ပြတ်ပေါင်းနဲ့အမီကတ်ဆုံးမှာရှိနေဖို့တော့ပွဲစဉ်တိုင်းမှာစူးစမ်းလေးရှိပါတယ် နိုင်ငံအသင်းနဲ့အတူရောဖိုလန်တောက်ပလာနိုင်တာအင်္ဂလန်အသင်းမှာတော့ဖိုလန်ရဲ့ဂီလန်ကအခုတည်းပချောမွေသေးပါဘူးယူရို2024ဆောက်ကရလက်အောင်မှာကစားသမားအပြောက်ဆုံးသွားပါတယ်ဒီမတိုင်ခင်တက်တန်းလိုက်ရော2020ကစားလို့လည်းရွေးစဉ်အသင်းကြီးမှာရောဖိုလန်ရဲ့ခြေစွမ်းကမနှိမ့်ပါဘူးသို့တော့ဖန်စစ်အားတန်နဲ့နီးပြအောင်မှာတိုက်စစ်အားတန်ကစားသမားတယောက်ပြေးအားတစ်ခုခုလည်းမဟုတ်ပဲဖန်တီးမှုအားကောင်းတဲ့ကစားသမားတယောက်နေရာမရတာတိတ်တော့မဆန်းဘူးလို့ပဲပြောရပါမယ် နေရာတိုအယုံအားကောင်းတဲ့ကစားသမားတွေတေးရရခဲ့ပြီးအင်္ဂလန်နဲ့ယူရို2024မှာကြာရှုံးခဲ့ပါတယ်။ပရိသတ်ရှုထောင့်ကကြည့်ရင်ကိုဖူရန်ရဲ့အင်္ဂလန်မှာအဓိကတာဝန်ကဘာမှမသိအောင်ဟိုဝေဝါလွန်းတာပါ။နိုင်ငံအသင်းတွေရဲ့ထုံးစံတိုင်းတဦးတည်းခြုံထွက်ခြင်းတဲ့ကစားသမားတွေပါဝါအားပြိုင်မှုတွေနဲ့စုတည်မှုမရှိဘဲနဲ့စုပလာရမယ့်လမ်းချီကိုသူတို့မရောက်လာခဲ့တာပါ။ဟိုတန်လိုခက်အေးကစားသမားတွေအသင်းပေါ်ကိုဖန်တီးပေးပြီးတော့လိုကီနေခြင်းနဲ့ပလေယာတွေတို့ကတော့ထုံးစံတိုင်းရုန်းကန်ရလိမ့်ရှိပါတယ်။ ဒီနေရာမှာကစားသမားရဲ့အရေးအသွေးဆိုတာတဲ့ကစားသမားကိုဘယ်လိုအသုံးပြုနေလဲဆိုတာကစကားပြောသွားတာပါ2025 26ရာသီဒီရာသီမှာတော့တတိယသိန်းရဲ့ကစားရံအပြောင်းအလဲကြောင့်ကုဒံရဲ့ပုံစံအဖြစ်ကိုကျွန်တော်တို့မြင်တွေ့လာရဖို့ရှိနေပြီးတော့ဒီကနေတစင်နိုင်ငံအသင်းမှာပြန်လည်ပါဝင်ခြေစွမ်းပြလာနိုင်ဖို့တော့မျှော်လင့်ထားနိုင်ပါတယ် You know for me going up in such a great team it was quite difficult at times because you know social media now nowadays to translate young kids ကစားသမားတွေက PR တန်ကိုခံရတာတပါဝပါပဲ ဒီနေရာမှာဖီအားကိုကင်တွင်နိုင်တဲ့သူခွင်းထဲမှာခြေစွမ်းကိုတက်တေပြနိုင်တဲ့သူကတော့တမန်ကကစားသမားဖြစ်သွားလေရှိပါတယ်။ကိုရီးယားမန်စီးတီးမှာတောက်ပနိုင်ခဲ့တယ်။မနစ်ကနေငယ်ခြေချတဲ့တိုင်းဒီနေ့မှာပြန်လဲခြေစွမ်းတည်ငြိမ်လာပါတယ်။ဒီအနေထားမှာနိုင်ငံအသင်းတွေတူညီတဲ့ခြေစွမ်းပြဖို့လိုအပ်လာတာပါ။2024 25ရာသီမှာမြင်လိုက်ရတာကကစားသမားတယောက်ဟာလိုင်ယုံကြီးတွေရှီလုံးပြီးတော့နေရာဆုံးကစားပေးနိုင်တာကကောင်းပါတယ်။သို့တော့ဒီအားသာချက်ကပဲတစ်ခါတည်းအားနည်းချက်ဖြစ်ပြီးတော့ပုံမြောက်ဒီမြောက်ခြေနေကိုရင်ဆိုင်ရတတ်ပါတယ်။ ကိုရင်က white area တွေမှာကစားနိုင်တယ်အတွင်းမှာဝင်ကစားနိုင်တယ်နေရာဆုံးလှည့်ကစားနေတာကအတင်းရတဲ့ပြည်ရင်နေအဆင်ပြေပေမဲ့ဂိုးသီးတန်ပဲလိုအပ်တယ်ဆိုတော့ချိန်တစ်ခုခုလောက်ပြဖို့လိုပြီဆိုရင်ဂိုးမရတဲ့အခါကျန်တဲ့ကန်နာမှာဘာပဲလုပ်နိုင်လို့လဲဝေဖန်မှုတွေကလည်းပြေးလွတ်ဖို့တော့ခက်ပါတယ်အမ်ဘပေဟာလန်တို့လိုအဆင်တန်းမျိုးရောက်ချင်ရင်ကိုရင်အနေနဲ့တနေရာတည်းမှာအကောင်းဆုံးဆော့ပြဖို့ပဲလိုတာပါဒါကကစားသမားကိုကန့်သက်တာမဟုတ်ဘဲနဲ့ attacking midfielder ဆို attacking midfielder right winger ဆို right winger နေရာကနေပွဲအများစုမှာထိရောက်မှုရှိအောင်ကစားပြဖို့ပဲလိုပါတယ် you obviously come off when in the play of the season as well the standards are higher ဟုတ်တယ်နဲ့ this level တဘောအစင်းင်းဖြစ်ပြီးတာ club team နဲ့ဒူဖိုရိုင်းအောင်မြင်မှုတွေက25နှစ်အရွယ်မှာသူတို့ပြခဲ့တာတွေနဲ့ဆိုရင်သူခေတ်ပြိုင်အင်္ဂလန်ကစားသမားတွေတဲ့သူတို့စွမ်းဆောင်ပြနိုင်လို့ပါလက်ချိုးရည်လို့ရပါတယ်ဒီအဒီဘက်ကွာရီယိုလာကဖိုလန်ကို attacking midfielder ဆန်တဲ့တုံးလာတာပါ City မှာ De Bruyne ကိုပြင်တွေ့နေရတယ်လို့ပုံစံမျိုးတော့မဟုတ်ပါဘူး ိုရန်ကပုံမြန်တယ်လို့စပိတ်ကျင်းချင်းလေးတွေတိုးဝင်နေတာကြောင့်တိုက်စစ်ပိုင်းရောက်ရင်နံပါတ်10ရိုးပြောင်းစော်လေးရှိပါတယ်။ဒီရာဒီမှာတော့ပြိုင်ပွဲဆုံ10ပွဲကစား2ဂိုးသွင်း2ဂိုးဖန်တီးပေးတာတို့ချန်ပီယံလိမှာလည်း Chess Creations အများဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်နေပါတယ်။အရင်က City ကတော့ Gundogan De Bruyne တို့က City တိုက်စစ်ကိုဦးဆောင်ခဲ့ပေမဲ့လက်ရှိမှာ Man City အသင်းကို Foden Haaland တို့ကတိုက်စစ်မှာမဖြစ်မနေဦးဆောင်ရပါပါဒီအခြေအနေနီးပြားရုံကြည်မှုကစားသမားရဲ့ပြင်းပြတဲ့စိတ်ကပြီးဖို့ရည်သွေးနေဆိုရင် ီနှစ်မှာကစားသမားဘဝရအကောင်းဆုံးရာသီတစ်ခုကိုဟိုရန်ပိုင်ဆိုင်လာနိုင်ခြင်းရှိတယ်လို့ယုံကြည်ပါတယ်ကလပ်အသင်းကဖိုလန်ကိုအပြည့်အဝယုံကြည်ထားပေမဲ့အင်္ဂလန်အသင်းကိုတော့ဖိုလန်ဦးဆောင်နိုင်မလားခုလူတို့ဘလို့မြင်ပါကြလဲအမြင်တွေကိုကုန်းမှန်မှာသုံးသပ်ပေးသွားကြပါအောင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါအပြည့်ရဲ့ကျေးဇူး